်နိုဝင်ဘာလ9ရက်နေ့မနက်9:00နာရီဝင်မှာရရှိတဲ့ချက်လက်တွေကခင်္သနာမျိုးနဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ကမဲယုံ86ရက်ရဲ့အချက်လက်တွေကိုသာထုတ်ပြန်ထားတဲ့နေရာဖြစ်ပါတယ်။ထုတ်ပြန်ထားတဲ့ချက်လက်တွေကိုလည်းပြည်သူတွေကစိတ်ဝင်စားကြည့်ရှုနေတာကိုတွေ့ရမှာဖြစ်ပါတယ်။မဲယုံ86ရက်ကရရှိထားတဲ့အချက်လက်တွေကပြည်သူတွေတော်မှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကမဲလက်မှတ်9000ကျော်ရရှိနေပြီးတရုံးကြခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကမဲလက်မှတ်1000ကျော်သာရရှိတာဖြစ်ပါတယ်။ ရလူကြက်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီပူတွဲဥက္ကဋ္ဌဦးထေးဦးကပြည်သူ့လွတ်တော်အတွက်ဝင်ရောက်ရှင်ပြိုင်တဲ့ဟင်္သာရမြို့နယ်ရှိမဲယုံ86ရုံမှာမနက်9နာရီကျော်သတင်းနေရ NLD ပါတီကမဲ9ပေါင်းနဲ့အသာစီးရထားတယ်လို့ NLD ပါတီအောင်နိုင်ဖွဲ့ကပြောပါတယ်။နေပါလကွဲနေမနက်9နာရီဝင်းကျင်မှာ NLD မြို့နယ်အောင်နိုင်ရုံကရရှိတဲ့ရွေးကောက်ပွဲဆိုင်ရာမဲသတင်းအချက်လက်တွေရမဲယုံ86ရုံစီးရင်တွေသာရရှိထားတာဖြစ်ပါတယ်။အဲ့ဒီစင်းရပြည်သူ့လွတ်တော်မှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကမဲ9000ကျော်ရရှိနေပြီး ဘရာဇူးတက်ခိုင်းတဲ့ဖွံ့ဖြိုးရေးပါတီက18000ကျော်သာရရှိထားပါတယ်။လက်ရှိမှာတော့မြို့သားလွတ်တော်နဲ့တိုင်းဒေသကြီးလွတ်တော်မဲဆင်းတွေကိုပြုစုနေစေတာဖြစ်ပါတယ်။ဟင်္ဒရာမြို့နယ်မှာရက်ကွက်21ရက်ကွက်နဲ့ကြေးရွာအုပ်စု103အုပ်စုအတွက်မဲယုံ283ယုံရှိပြီးမဲယုံအားလုံးရဲ့ရွေးကောက်ပွဲမဲဆင်းရလဒ်တွေကိုနိုဝင်ဘာလ9ရက်နေ့မနက်9နာရီခန့်ကမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကအပြည့်အစုံရရှိထားပြီးဖြစ်ပေမဲ့မထုတ်ပြန်ခဲ့ပါဘူး။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးတောင်းရေးကအခုလိုမဲရလက်စင်းတွေကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကမထုတ်ပြန်သေးတဲ့အခြေအနေနဲ့ပတ်သက်ပြီးမဲရလက်ကိုလာရောက်စောင့်ဆိုင်းနေတဲ့ဒေသခံတွေကလည်းအခုလိုဝေဖန်ပြောကြားထားပါတယ်ပြောမပြတဲ့အောင်တကယ်လို့ကျသိမ်းဝင်းကြီးအောင်ထားပါတယ်ကျွန်တော်တို့စိတ်ကျနေတယ်အရန်ဟောတာပြောညဘက်လေတော့မှအိပ်ပြီးပြောအောင်ဖြစ်တာအဲ့ဒါကျွန်တော်တို့ရဲ့စီယုံမှုပေါ့ဗျာ နဂိုးတွေကဒီပေါ်မှာ ကျွန်တော်တို့စေတနာနဲ့အကုန်လုံးကတန်ရောတင်ရှိပြီးတော့နဂိုးတွေကဒီချပါတီပေါ်မှာအားလုံးကစိုက်လောက်လာတာဆိုတော့သူတို့မထုတ်ပြန်သေးဘူးလေကျွန်တော်တို့ကတော့အကုန်လုံးအကျိုးသိနေတယ်ပေါ့ဗျအဲ့လိုရအောင်လို့ကိုယ်ပင်ပန်းခံပြီးစူးစမ်းတာပေါ့ဗျအဲ့ဒါပါသူတို့ဘက်ကတော့ကျိုးတင်မဲတို့ဘာလို့ညာလို့ဆိုတော့သူတို့မယိုးသားတဲ့အလုပ်တွေလုပ်ကြတာပေါ့ဗျအဲ့ဒီပေါ်မှာကျွန်တော်တို့ကသူတို့ကိုမလုံနိုင်အောင်ကာဝယ်ရတာပေါ့ အဲ့ဒါတော့ကျွန်တော်တို့ရဲ့ကြိုးစားမှုပါမလီဝမ်းသားတာဘယ်လိုပြောမှမမသိအောင်ကိုဝမ်းသားတာမအိတ်နိုင်မဆန်းနိုင်လောက်ကိုဝမ်းသားတာအမစားကြတော့လည်းအိုဘိုက်ထဲမှာအလိုလိုနေကိုပြေးတာအများစိတ်ဝင်စားတာပေါ့မောင်လေးညကလေးကောအမလိုမအိတ်တော့မအိတ်နိုင်ဘူးတအားသိချင်နေလားအဲ့လိုမျိုးမဖြစ်စေချင်ဘူးမမကငါပြပြဟိုပါပဲလေအမှန်တရားကိုအမြဲတမ်းဆန်းဆန်းပေါ်စီခြင်းလေတကယ်တော့မနေရတဲ့ပေးထားတဲ့မဲရဒီလောက်ကိုတည်တည်နေတယ်အဲ့လိုကျန်ကြတာအမှန်လုံးဝမကြိုက်ဘူးပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာမြို့နယ်စစ်မှလွှတ်တော်ကိုယ်စားလှယ်တအူးစီရဲ့မဲရလက်တွေကိုပုံစံ16နဲ့မြို့နယ်တွေမှာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကကက်ခွင့်ရှိခဲ့ပေမယ့်အခုရွေးကောက်ပွဲမှာတော့ပြောင်သူရွေးကောက်ပွဲကော်မရှင်ညွှန်ကြားချက်အရကက်ခွင့်မရှိဘူးလို့မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်